မင်္ဂလာပါကလေးတို့ရေဒီချဲကတော့ grade 7သိပ္ပံသင်ကြားပေးမယ့်ဒီချဲချမ်းဖြစ်ပါတယ်။အခန်းလေးအလှကျစရာနဲ့ drum များဤသဘာဝကသင်ခန်းစာလေးအလှကျစရာအကြောင်းကိုဒီချဲကတော့သမီးတို့ကိုရှင်းပြပေးမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်အလှကျစရာအဲ့တော့ drum တို့ရဲ့အခြေ၃မျိုးနဲ့ရင်းတို့ရဲ့ ဖွဲ့စည်းပုံအတန်ရဲ့အခြေခံအမှုံ၃မျိုး dressing ဒရပ်ပေါင်းတဲ့ drunner တို့ကြားတဲ့သမီးတို့ကခွဲခြားသိရှိပြီးဖြစ်တယ်။အဲ့တော့ယခုသင်ခန်းစာမှာဆိုလို့ရှိရင်တော့ dressing များကိုစနစ်တကျထည့်သွင်းထားတဲ့အလှည့်ကျစရာပုံ၄နှစ်ကိုလေ့လာကြမယ်။ထို့နောက်အလှည့်ကျစရာမှာရှိတဲ့အတန်အမှတ်စဉ် တ်မ20ဒီဒွန်းစင်တွေကိုလေ့လာကြမယ်အဲ့ဒါကတော့တောက်သမီးတို့ရဲ့အကြောင်းသုံးဖက်စာအုပ်မှာပါတဲ့စာမျက်နှာ49ကတချို့အလက်ကျစရာပုံလေးကိုကြည့်ပေးပါဟုတ်ပြီနော်အဲ့တော့ဒွန်းစင်နော်တချို့ကကဘာပေါ်မှာဒွန်းစင်ဟာ138မျိုးရှိတယ်အဲ့တော့ဒွန်းစင်62မျိုးကိုတော့တဘာဝမှာတွေးရှိပြီးတော့ကြံဒွန်းစင်26မျိုးကတော့တိတ်ပံပညာရှင်တွေကလက်တွေ့ကမ်းမှာပြုလုပ်ထားတဲ့ဒွန်းစင်တွေပဲဖြစ်တယ် တော့အချို့ dressing တွေကတော့အခဲအခြေဖြစ်လကောက်အချို့ dressing တွေကအရေအခြေဖြစ်လကောက်အချို့ dressing တွေကတော့အငွေ့အခြေဖြစ်လကောက်တရှိတယ်အဲ့တော့ dressing တွေကို အစီအစဉ်တကျစုစည်းထည့်သွင်းထားတဲ့ဇာတ်ကိုဒီချေတော့အလှည့်ကျဇာတ်လို့ခေါ်တယ်အဲ့တော့အလှည့်ကျဇာတ်မှာဆိုလို့ရှိရင်တော့ dressing တွေကို အတန်အမှတ်စဉ်အလိုက်စနစ်တကျထည့်သွင်းထားတယ်အတန်အမှတ်စဉ်တွေဆိုရင် ရင် dressing အတံမှာရှိတဲ့ proton အရေအတွက်တွေပဲဖြစ်တယ်။အဲ့တော့အလှည့်ကြစေရမှာဆိုလို့ရှိရင် dressing တွေကို downlight column နဲ့အလျားလိုက်အတန်းများဟူ၍ခွဲခြားပြီးတော့မှ အစီအစဉ်တကြားထည့်သွင်းထားတယ်။အဲ့တော့ downlight column ကိုတော့တချို့လို့အုပ်စုလို့ခေါ်ပြီးတော့အလျားလိုက်အတန်းကိုတော့အပိုင်းလို့ခေါ်တယ်။ကဲဒါဆိုရင်အလှည့်ကြစေရပုံလေးကိုသောက်သူကြည့်ပါဦး။ ဟုတ်နော်ဒါကတော့ဒါတော့သမီးတို့အခုမြင်နေရတော့အလှည့်ကြစရာကိုခြေလို့တွေပေါ့နော်စနစ်တကျ dressing လေးတွေကိုထည့်သွင်းထားတာပဲဖြစ်တယ်နော်ကဲဒါဆိုရင်ဒီခြေကဒါတော့သမီးတို့ကို ထပ်ပြီးတော့လုပ်ငန်းတကလေးကိုဆက်သွားမယ်နော်လုပ်ငန်း1ပုံ၄နှစ်နော်ဒီခြေတော့ပုံ၄နှစ်မှာပေါ်ပြထားတဲ့အလှည့်ကြစရာကို လေ့လာပြီးတော့မှ down light column အရေအတွက်နဲ့အလျားလိုက်အတန်းအရေအတွက်တို့ကိုရေအတွက်ပေါ်ပြပါတဲ့ down light column နဲ့เนาะ down light column များနဲ့ အလှရလိုက်တန်းများကို မြည်တို့ခေါ်သည်။အုပ်စုအချင်းချင်းအပြန်အလှန်ပြန်လည်ဆွေးနွေးပါဆိုကဲစဉ်းစားကြည့်ပါဦး။တောက်သမီးတို့ခုနကပုံလေးကိုကြည့်ပြီးတော့ကဲဆွေးနွေးကြည့်ပါဦးအပြန်အလှန်။ဟုတ်ပြီကဲဒါဆိုရင်ဒီချိန်နဲ့တူတူအဖြေလေးကြိုးကြည့်အောင်။အဲ့တော့ထောင်လိုက်ကော်လန်က16ခုနော်အလှရလိုက်အတန်း9ခုပါတယ်။အော်ဒေါင်လိုက်ကော်လံတွေကိုတချို့လို့အုပ်စုလို့ခေါ်ပြီးတော့မှ အလှရလိုက်အတန်းတွေကိုအပိုင်းလို့ခေါ်တယ်။ ကဲဒါဆိုရင်အလှကျဈေးရမှာရှိတဲ့အုပ်စုတွေမှာဆိုရင်အုပ်စု1ကနေပြီးတော့မှဆက်ရှိအထိဆိုပြီးတော့ဆက်ရှိခုရှိပြီးတော့မှအပိုင်းအနေနဲ့ကတော့တက်မှ9အထိဆိုပြီးတော့9ခုရှိတယ်အဲ့တော့အုပ်စု1 2 3 4 5 6 7 8 9 10စက်ခုံတို့ကိုတော့အုပ်စုယောမကဏ္ဍနဲ့ရေးထားတယ်เนาะယောမကဏ္ဍနဲ့ရေးထားတယ်အုပ်စု1 2 3 4 5 6 7 8 9 10 6ခွန်ဆိုတဲ့ယောမကနန်းဟူ၍၎င်းเนาะအုပ်စု78ကိုတော့တချို့တော့အုပ်စု0တုံညဆိုပြီးတော့၎င်းသတ်မှတ်ထားပါတယ်အဲ့တော့အုပ်စုတစ်ခုမှာဆိုလို့ရှိရင်เนาะအုပ်စုတစ်ခုထဲမှာကြာရောက်တဲ့ dressing တွေဟာဆိုလို့ရှိရင်ဓာတ်ဂုံတတိတူညီကြပြီးတော့မှ အပိုင်းတစ်ခုထဲမှာကြာရောက်တဲ့ dressing တွေမှာဆိုလို့ရှိရင်เนาะဂုံတတိတွေဟာဝဲကနေရာကိုသွားမယ်ဆိုလို့ရှိရင်เนาะတတုဂုံတတိမှာတတုမဟုတ် ဂုံတက်တိကိုတဖြည်းဖြည်းနဲ့ပြောင်းလဲလာကြတယ်။ကဲဒါဆိုလို့ရှိရင်တော့လုပ်ငန်းတစ်ကလေးကိုဆက်ပြီးကြည့်အောင်။နော်လုပ်ငန်းနှစ်စက်ထမာတန်းမှာသိရှိခဲ့တဲ့ dressing တွေကို ဖော်ပြပေးပါတဲ့ရင်းတို့ရဲ့အမိများနဲ့ dressing သင်္ကေတများကို တွဲဖက်ပြီးတော့ဖော်ပြပြီးတော့အုပ်စုချင်းချင်း မှန်မှမှန်စစ်ဆေးပါထိုထရက်စင်တွေကိုတချို့အလှဲ့ကြစရာတွင်ရှာဖွေရိရင်းတို့ရဲ့တင်းနီးယားအုပ်စုနယ်အပိုင်းကိုဇရားဖြစ်တချို့ရှင်တွဲပေါ်ပြပေးပါတဲ့အဲ့တော့အចောင်းသားများသိလို့တော့အချားဒရက်စင်တွေရဲ့အမြင်နဲ့သင်ကြတာကိုလည်းမှတ်သားပြီးတော့မှတင်းနီးယားအုပ်စုနယ်အပိုင်းတွေကိုဇရားမှာရှာဖွေပါဆိုတော့တားတို့သမီးတို့ကကိုနဲ့အလှဲ့ကြစရာလေးကိုနော်တားတို့သမီးတို့ကជីထားပေးမယ်ပြီးသွားလို့ရှိရင်နော်စက်ထမှာလည်းမှတားတို့သမီးတို့ကိုသင်ထားခဲ့ပြီးတဲ့နော်ဒရက်စင်လေးတွေရှိတယ် ကဲဒါလေးကို ပြန်လဲပြီးတော့မှရှင်နဲ့တူတူရှာဖွေပြီးတော့မှနော်လုပ်ကြည့်အောင်ကဲအဲ့တော့တချေဇာလေးပေးထားတယ်ကဲအဲ့ဒါဇာမှာကြည့်ပါဒါကတအားသမီးတို့ဆက်ထပ်မှာတဲ့မှာသင်ခဲ့တဲ့နော် dressing လေးတွေပဲအဲ့တော့အဲ့မှာမတချေတို့ dressing မြည်ရှိတယ်သင်္ကေတပီတီနီယံမှာမအုပ်စုနဲ့အပိုင်းနဲ့ကဲအဲ့တော့တောက်သူမျိုးကဇရာကိုကြည့်ထားပြီနော်ကဲအဲ့တော့ dressing အမည်ဆိုတဲ့ hydrogen ကိုကြည့်ပါဦးသူ့ရဲ့သင်္ကေတလေးက H ကဲရှာကြည့်ပါဦး အောက်စုကဘာမှရှိလဲအပိုင်းဘာမှရှိလဲဟုတ်တယ်အောက်စုကတက်မှရှိတယ်အပိုင်းကလည်းသူကတက်မှရှိတယ်ကဲကာဗွန်သူ့ရဲ့သင်္ကေတလေးက C သူ့ရဲ့အောက်စုကဟုတ်တယ်၄မှရှိတယ်အပိုင်းနေနဲ့ဆိုရင်တော့၂မှရှိတယ်ဟုတ်ပြီနိုက်ထရိုဂျင်သင်္ကေတလေးက N အောက်စုအနေနဲ့ဆိုလို့ရှိရင်တော့9မှရှိတယ်အပိုင်းအနေနဲ့ဆိုရင်တော့2မှရှိတယ်ကဲအဲ့တော့နောက်ထပ်ဒရက်စင်အမည်ကတော့အောက်ဆီဂျင်ကဲသူ့ရဲ့သင်္ကေတလေးကတော့ O ုပ်စုအနေနဲ့ဆိုရင်တော့6ရှိတယ်6မှာရှိတာဗောနော်အပိုင်းကတော့2ကဲနောက်ထပ် dress အမီလေးကတော့ sodium sodium သင်္ကေတလေးကတော့ Na အုပ်စုအနေနဲ့ဆိုရင်တော့1မှာရှိတယ်အပိုင်းအနေနဲ့ဆိုရင်တော့3မှာရှိတယ်ကဲနောက်ထပ် chlorine ဟုတ်ပြီ chlorine ဆိုတဲ့ dress လေးကတော့သင်္ကေတအနေနဲ့ကတော့ Cl ဟုတ်ပြီသူ့ရဲ့အုပ်စုလေးကတော့အုပ်စုကတော့9မှာရှိတယ်အပိုင်းအနေနဲ့ဆိုရင်တော့3မှာရှိတယ်ကဲအဲ့ဒါဆိုရင်တော့တောက်သမီးတို့မှန်မယ်လို့တကယ်ထင်တယ်နော် ကဲအဲ့တော့တချင်နဲ့တူတူအဓိကအချက်ကလေးကိုသွားကြည့်ရအောင်အဓိကအချက်များဟုတ်ပြီ dressing များကို အစီအစဉ်တကြစုစည်းထည့်သွင်းထားတဲ့ဇာတ်ကိုအလှည့်ကျဇာတ်လို့ခေါ်ပါတယ်အဲ့တော့အလှည့်ကျဇာတ်မှာဆိုရင် dressing များကို အတန်အမှတ်စဉ်အလိုက် down like column နဲ့အလျားလိုက်အတန်းများခွဲခြားပြီးတော့မှအစီအစဉ်တကြထည့်သွင်းထားတယ်အဲ့တော့ down like column ကို ုပ်စုเนาะအုပ်စုလို့ခေါ်ပြီးတော့မှအလှရလိုက်အတန်းကိုတော့ဒီချေလို့အပိုင်းလို့ခေါ်တယ်အဲ့တော့အလှကြစေရမှာဆိုရင်အုပ်စု18ခုနဲ့အပိုင်း9ခုရှိတယ်အဲ့တော့ dressing နေရဲ့เนาะ dressing တစ်ခုရဲ့တင်နေရာကိုရင် dressing ကြရောက်တဲ့အုပ်စုနဲ့အပိုင်းနံပါတ်ဖြင့်ပေါ်ပြနိုင်ပါတယ်အဲ့တော့ dressing တွေကို အခဲအရေးအငွေ့ဆိုတဲ့အခြေတစ်မျိုးမျိုးဖြင့်တည်ရှိနိုင်ပါတယ် ကဲဒါဆိုရင်အခုဆရာပြောပြပေးနေတဲ့သင်ခန်းစာလေးကတော့အခန်း၄ရဲ့အလှကျဇယားနဲ့ဒရမ်များရဲ့တဘာဝကသင်ခန်းစာ၄အလှကျဇယားအကြောင်းလေးကိုတအားသမီးတို့နားလည်အောင်တစ်ချက်ကရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်။ကဲဒီချိန်နဲ့တူတူနောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်။